ျွန်တော်ဝမ်းသာတယ်အခုလိုမျိုးဗီဒီယိုလေးတွေလုပ်ပြီးတော့မှရှင်းပြရအတွက်လည်းစောင်းဝမ်းကျေးဇူးတင်ပါတယ်เนาะအခုလောလောဆယ်ကျွန်တော်အခုပြောမယ့်ကိစ္စကဒီကောင်ဘလောက်တောင်မှကလိန်ကျစ်ကလိန်ညံရှိလဲဆိုတဲ့ဟာတွေကိုအားလုံးသိအောင်လို့ကျွန်တော်ဒီနေ့အားလုံးကိုကျွန်တော်ပါဇက်နဲ့ပဲမပြောဘူးကျွန်တော်တက်တည်နေအကုန်ပြပါမယ်เนาะအဲ့ဒီအတွက်အားလုံးဟိုဒီကောင်ကြီးကလူလိန်ဒီကောင်ကြီးကမိမပါဇက်နဲ့အဲ့လိုမျိုးပေါ့နော်ပြောချင်တာရှောက်ပြောနေတဲ့ကောင်ကြီး ဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုကကျွန်တော်အခုနာမည်ပေးထားတဲ့အတိုင်းပဲမောင်ပြည်ဟင်းကိုအလဲထိုးมาဖြစ်ပါတယ်အလဲထိုးမယ်ဆိုတာဒီကောင်ပြောသမျှဟာတွေကဟိုသိရမလားအကုန်အကုန်လုံးနှီးပါသည်စောက်လေးပဲမရှိတဲ့ဟာတွေကြီးပဲဆိုတာကိုအားလုံးသိအောင်ကျွန်တော်ပြောပြပါမယ်เนาะပြောရမယ်ဆိုရင်ပထမဆုံးအချက်ကိုကျွန်တော်စပြောပါမယ်သူ့ရဲ့ဗီဒီယိုအစဆုံးမှာသူကပြောထားတယ်ပေါ့เนาะကျွန်တော်အားတဲ့အဲ့လိုပေါ့ဒီဟိုဟို ိုးအရင်တော့ဖြစ်ခဲ့တဲ့ကိစ္စမှာပေါ့ဗျာကျွန်တော်ကဗီဒီယိုကျွန်တော်တင်ပြီးတော့မှာတဲ့ကျွန်တော်ကလည်းဘူးပိတ်ပြီးတော့သူကျွန်တော်မတင်ပါဘူးလို့ပြောနေတဲ့အတွက် तू ကမခံနိုင်လုံးဝကြီးလို့အဲ့တဖက်ကနေမခံနိုင်လုံးဝကြီးလို့ तू ဝင်ပြောပါလေဆိုတဲ့ကိစ္စကိုကျွန်တော်ယောက်ျားဗျာပုံမွေလင်းလင်းပဲကျွန်တော်ပြောတယ်ကျွန်တော်ဘယ်တော့မှကျွန်တော်လှုပ်တယ်ဆိုလှုပ်တယ်ပဲမလှုပ်ဆိုမလှုပ်ဘူးပဲကျွန်တော်ပြတ်တယ်ကျွန်တော်ကအဲ့လိုကောင်မျိုးကျွန်တော်လှုပ်တဲ့ဟာတစ်ခုအတွက်ဆိုရင်ကျွန်တော်ပုံမွေလင်းလင်းပဲကျွန်တော်ပြောတယ်ငါလှုပ်တယ်ကွာဟုတ်တယ်ပြောဆိုပြီးနေတဲ့လူမျိုးဗျာ ဒါပေမဲ့အဲ့ဗီဒီယိုတင်တဲ့ကိစ္စကတော့ကျွန်တော်လုံးဝမဟုတ်ဘူးဗျာ။ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အစောပိုင်းမှာလဲရတယ်ကျွန်တော်စာရေးပြီးတော့ရှင်းပြတယ်မှာလဲရေးပြီးသားပါဟုတ်တယ်ကျွန်တော် comment ရေးတာကျွန်တော်ရေးတယ်ဒါပေမဲ့အဲ့ comment ရေးပြီးတော့ရမှာအဲ့ video တက်လာတက်လာတဲ့ဟာကျွန်တော်လုံးဝမတင်ဘူးဒါ ው လဲ ျွန်တော်အားလုံးပြုဝင်လင်းပြောပြီးသားကျွန်တော်ဘာလို့မတင်လဲဆိုတော့ကျွန်တော်ကျွန်တော်စောက်ခွက်ကြီးလည်းပါတယ်စောင်းလည်းရှက်ဖို့ကောင်းတယ်နော်အဲ့ဒါကြီးကိုကျွန်တော်တင်စရာအကြောင်းလည်းမရှိဘူးနောက်ပြီးအဲ့လိုဗီဒီယိုတင်ပြီးတော့အပုတ်ချရတယ်ဆိုတာပြင်းင်းတရားလုပ်တဲ့လုပ်ဗျာကျွန်တော်ကျွန်တော်လုပ်တဲ့လုပ်မဟုတ်ကျွန်တော်လည်းပဲမဟုတ်ဗျာအဲ့ဒါအဲ့လိုအစင်တန်းမျိုးတွေကျွန်တော်မလုပ်ဘူးဗျာတိရမဟိုဒိဗေမရှိရည်လာပြောနေဗျာတိရမအဲ့ဒါကြီးကိုကျွန်တော်ဒါပရမသုံးနေနဲ့ကျွန်တော်ဟိုဟာရှင်းနေတာဗောနော်အဲ့ဒီဥစ္စာကိုကျွန်တော်လုံးဝမတင်ဘူးအဲ့ဒါကိုဒီဘဲကကျွန်တော်တင်ပါတယ်ဆိုပြီးတော့ဆွတ်ဆွဲတယ်အဲ့ဒီထဲကဆောင်းအတင်းတယ်တစ်ချက် အဲ့တချက်ကိုကျွန်တော်စောင်းတင်းတယ်နော်အခုထပ်ပြီးတော့ထပ်ဆွဆွဲတယ်အဲ့ဒါကျွန်တော်အခုပေါ်တင်ပဲပြောတယ်ငါမတင်ဘူးသူ့မှာတက်သေးရှိလားတက်သေးမဟုတ်ဘူးဗျာကြိုက်တဲ့ဟာနဲ့ကျွန်တော်ဖုန်းနဲ့ရောကြိုက်တဲ့လူကိုကျွန်တော်ပေးပလိုက်လို့ရတယ်ဗျာမင်းတို့စစ်ဆန်းကွာငါငါတင်ခဲ့တာလားအဲ့ဗီဒီယိုစတက်တဲ့ link ကိုရောရှာလို့ရရင်ရှာလို့ရတယ်နော်ကျွန်တော်လုံးဝမသိဘူးနော်ဘယ်ဘယ်ကနေဘလို့တက်လာမှန်းမသိဘူးကျွန်တော်တို့သိသွားကြပါစောင်းဟာစောင်းရှော့ရသွားတယ်အဲ့ဒီချိန်မှာနော်ဒီကကျွန်တော်လုပ်တာမဟုတ်ဘူးအဲ့ဒါကျွန်တော်ဒါပုံဝင်လေးနဲ့ပဲပြောတယ်ကျွန်တော်လုတ်တယ်ဆိုလုတ်တယ်ပြောရဲမလုတ်ဘူးဆိုမလုတ်ဘူးပြောတယ်ဒါပဲ เนาะနောက်တစ်ခုဟိုပါပေါ့အဲဟိုပါပေါ့ဒီအမြန်လမ်းကဂိတ်တစ်ခုမှာပြဿနာဖြစ်တဲ့ကိစ္စကတော့မနေ့ကတည်းကကျွန်တော်ရှင်းပြသားပါဒါကတော့မဖြစ်ခဲ့ဘူးလားမဟုတ်ဖြစ်တယ်ဖြစ်ခဲ့တယ်ဖြစ်ပြီးသွားတဲ့ကိစ္စကိုကျွန်တော်အမှားတယ်ပဲအေးစေးကျွန်တော်နဲ့ဒီကလူရင်းနဲ့ကိစ္စအဲ့မှာဖြစ်တဲ့ကိစ္စအဲ့မှာတည်းပဲပြီးသွားပြီအားလုံးပြပြလေးလေးဖြစ်သွားပြီကိုယ့်အောင်ကိုပြန်လာတယ်เนาะပြန်လာတဲ့ဟာကိုအဲ့ဒါကိုတည်မလားဟိုပေါ့ဟိုပေါ့အာနာပါဝါသုံးပြီးရဖြည့်ရှင်းလိုက်တယ်လို့ပေါ့အဓိပ္ပာယ်လည်းလုံးဝမရှိမနေဘူးအဲ့ဒါကို तू က ပူပူတတာလေးပေါ့ဗျာတည်ရမလားဂိတ်ကလူတွေကိုပါရိုက်လိုက်တာတို့တည်ရမလားဘလို့မျိုးအဲ့ဒါကြောင့်ဟိုကဖြစ်ရတာတို့ဒီဟာဖြစ်ရတာတို့အဲ့ကိစ္စတွေကလည်းတခုမှလည်းမဟုတ်ပါဘူးအဲ့ဒါကို तू ကပြောတယ်ဗာလဲတန်တာမိုးသိန်းကအဲ့ကိစ္စကိုပြောတာလေမရှင်းကျင်တန်တာမိုးသိန်းနဲ့ရှင်းကျွန်တော်ပြောကျင်တာဗျာတန်တာမိုးသိန်းပြောရင်လည်းပြောလိမ့်မယ်နော် ကျွန်တော်ပြောရရှူတင်ထဲမှာဖြစ်တဲ့တော့တယောက်တယောက်စကားတယောက်ဒီလူမျိုးပေါ့မိတ်ကပ်ပြင်းတဲ့လူတွေပါတယ်ဘာညာတွေပါဖြစ်တယ်တယောက်စကားတယောက်ကတော့ပွားမှာပဲလေကျွန်တော်မှလည်းကျွန်တော်မိတ်ကပ်ပြင်းတဲ့လူပါတယ် तू ကလည်းတခြားလူပြောရင်ပြောမှာပဲအဲ့လိုပြောတဲ့ခါကျစကားတွေကကားမှာပြောပြောကြမှာတန်တာမိုးသိမ့်လေကြားရင်ကြားလိမ့်မယ်အဲ့ဒါကို तू ပေးင်းတရားကိုပြောရလဲဖြစ်ရင်လည်းဖြစ်လိမ့်မယ်အဲ့လိုပြောတဲ့အချိန်မှာအဲဒီမှာအဲ့ဥစ္စာကို तू တန်တာမိုးသိမ့်ရပေးင်းတရားကိုပဲပြောရလေ ဒါပေမဲ့ဒီကောင်ကအဲ့ဒါကိုသိရမလားလူသိရှင်ကြား तू ကဟိုသိရမလားပူပူတတလေးသိရမလားဒီကောင်ကမုန်းပါသေးဒီကောင်ကမကောင်းတဲ့စိတ်ဆိုတော့အဲ့လိုမျိုး intention နဲ့ပြောပြီးတော့မှဖြန့်တာ तू လေမင်းပြောခဲ့တဲ့ကိစ္စကိုဘာဆိုင်လို့တန်တာမိုးတင်ကိုဆွဲထည့်နေတာတော့တန်တာမိုးတင်ကဟိုအားလုံးသိအောင်ရှောက်ဖွားနေလားမင်းပြောတာမဟုတ်ဘူးလားမင်းပြောခဲ့တာလေဘာလို့တန်တာမိုးတင်နဲ့သွားရှင်းဆိုပြီးတော့ငါ့ကိုတန်တာမိုးတင်လာတဲပေးနော်တော့တဲတဲရောက်လည်းမရှိဘူး တော့တာတာမိုးသိကိုလည်းသွားရှင်းပြရတဲ့အကြောင်းမရှိဘူး။ဘာလို့လဲဆိုတော့တာတာမိုးသိမင်းကိုပြောပြရတယ်ဆိုရင်တော့မင်းကစောက်မကောင်းတဲ့ဟိုစိတ်ကြီးအပြည့်ကြီးနဲ့တည်တယ်မလားမင်းပြောတာနေမှာပဲနော်။ तू ပြောရတာပါအဲ့ဒါကြီးလည်းပါချင်မှပါမင်းရဲ့အပိုထပ်ပေါင်းဇက်လန်ပေါင်းချုပ်တွေနဲ့မင်းလျှောက်ပြီးတော့မှပြောပြီးတော့မှမင်းဒူးတွေမောင်းအောင်လို့ဆိုပြီးတော့ငါ့ကိုမင်းရွေချက်ရှိမင်းတိုက်ခိုက်တာမဟုတ်ဘူးလား။မင်းပြောပြီးတော့ဘာလို့တာတာမိုးသိနဲ့ရှင်းဆိုပြီးတော့မင်းပြောတယ်။အဲ့ထက်ကမင်းကခေါင်းရှောင်တဲ့ခေါင်းဆိုတာတစ်ပိုးပြီးတည်တာအဲ့တစ်ချက်ကနော်။နောက်ပြီးတော့ဒီ ဟိုပါဘောမြင်းမြက်စီက350မိယူသွားရယ်ဆိုတော့ကိစ္စကိုလေသူရှင်းထားပါတယ်ဘောဒီဒူမာရဲဟိုပါလို့ပေါ့အဲရှယ်ယာပါလို့သူကရှယ်ယာမထည့်ခြင်းဘူးဘာညာပေါ့အဲ့ကအပေါက်မဲ့တော့တိတယ်ပေါ့ဘာညာတာတကားတဲ့ရှောက်ပြောထားတယ်သူအမှပြောတယ်ဗာလဲသိန်း900ဟာတဲ့သူယူရတယ်တဲ့တရားထားခဲ့တယ်တဲ့မဟုတ်ပါဘူးခင်ဗျာယူရတာသိန်း950ပါဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဇက်ကရောင်းတဲ့ရောင်းပေးတဲ့နော်ဟိုပါပေါ့အဲကိုရှင်မန်းပေါ့ကိုရှင်မန်းကိုလည်းကျွန်တော်ဖုန်းဆက်ပြီးမေးပြီးပါပြီမဟုတ်ပါဘူးသူ့ကိုပေးလိုက်တာ သိန်း950เนาะအဲ့မှာဒီမှာထားခဲ့တာ1050နဲ့ရောင်းလိုက်တယ်လို့ပြောပါတယ်သိန်း100ထားခဲ့တယ်ဒါပေမဲ့အဲ့ဒီသိန်း100ကထုတ်လို့မရတဲ့သိန်း100ပါဘာလို့လဲဆိုတော့အဲ့ဒီကယုံတယ်မှအဲ့ပတ်စံသိန်း100ထုတ်လို့ရမှာပါအဲ့ကယုံယုံတယ်မှထုတ်လို့ရမဲ့ပတ်စံဆိုတာကိုလည်းပြင်းတရားသိပါတယ်ဘာလို့လဲဆိုတော့သူပဲစာချုပ်သွားချုပ်ထားတာပါအဲ့သိန်း100ယုံတယ်မိမှထုတ်လို့ရမယ်ဆိုလဲသူသိပါတယ်အဲ့ဒါကို तू စာချုပ်ချုပ်ထားတယ် သူ့ရဲ့ကိုတာကိုတော့သူ3950သူယူသွားပါတယ်ယူသွားပြီးတော့ဒီကားယုံတယ်မှဒီပေါ့ကြံတဲ့ဒီအမှုပညာရှင်တို့ရမယ်ပတ်စံဆိုတာကို तू သိရသားနဲ့ तू ဟိုရောက်တော့ तू อ่ะဒီမှာလဲဘာနိုင်ငံရေးမှာပါခဲ့တဲ့កောင်လဲမဟုတ်ပဲဟိုရောက်တော့မှ तू อ่ะសောင်းយ៉ាងနိုင်ငံရေးတက်ကြွသူပုံတိုင်းဖမ်းပြီးတော့မှလှုပ်ထလိုက်တော့ဒီမှာ तू ကားရုံတင်လို့မရတော့ဒါ ਈ လဲ तू កုံသိပါတယ် तू ਨੇ យ៉ៃထားတဲ့ တိုက်ပေါင်းများစွာလည်းရှိပါသေးတယ်သူကားတွေသူဇလန်းတွဲတွေပါရင်လည်းရှိပါသေးတယ်နန်းစုတို့ရိုက်ထားတဲ့ဇလန်းတွဲတွေပါရင်ဆိုတော့အကုန်လုံးကငွေကြေးကုန်ကြခံပြီးလှုပ်ထားပါသူသားတကယ်ဒီလူတွေမျက်နှာကိုကြည့်ခဲ့တယ်ဆိုရင်သူသားတကယ်အဲ့လိုမျိုးစောင်းရမ်းစိတ်တက်ပြင်းပြတဲ့ဘိန်းတွေဖြစ်နေဆိုတော့ဒီမာတွေကသူပြောမပြောဘူးဘာလို့လဲသူ့ပတ်စံနဲ့သူရရရှိသေးတယ်သူ့ပတ်စံနဲ့သူယူသွားပြီးချန်တဲ့ကောင်တွေတော့ဖြစ်ချင်တာဖြစ်ကွာငါဆောက်ပြီးမစားယူဆိုတဲ့ပုံစံမျိုးနဲ့အကုန်လုတ်သွားတာเนาะအဲ့ဒါကိုလေ तू ကဟိုပေါ့ तू ပြောတယ်ကျွန်တော်ဗါအဲ့ဥစ္စာက စာရုပ်ချုပ်တဲ့နေရာ24ရက်နေ့အဲနော်ဟိုဟာလာတော့ဂျွန်လာဂျွန်လိုင်လာမသိဘူးအဲ့လိုတော့ပြောတယ်ကျွန်တော်အခုပြန်ပြန်ကြည့်ပြန်နားထောင်ကြည့်လိုက်ရအောင်တော့သိတယ်ဗျခဏထားလိုက်ပါအဲအဲ့24ရက်နေ့မှာ तू ယူသွားတယ် तू အဲ့ယူပြီးရောတဲ့နှစ်ပတ်နေတော့ तू အမေရိကထျောက်သွားတယ်တဲ့အဲ့သူ့ဗီဒီယိုမှာ तू ပြောတာပါ तू ရဲ့အာအဲ့ပြန်ဆိုင် तू ယူယူသွားပြောတယ်ဟိုဆက်တွယ်လို့မရဘူး तू အကောင့်နေပါ तू ဖြတ်လိုက်ရပါတယ်ဗောဖြတ်ပြီးတော့မှ तू သွားတယ်ဗောဟိုရောက်တော့မှ तू ပေးပါတယ်အဲဟိုရောက်တော့မှ तू ဆက်တွယ်လို့မရတော့ဘူးဗောဒီပဲလုံးဝမရှိပါဘူးဗျာ တော့အဓိပ္ပာယ်ပြပြပါဦးသူ့မှာနှစ်ပတ်အချိန်ရှိပါအမေရိကန်မသွားခင်နှစ်ပတ်အချိန်ရှိရယ်နှစ်ပတ်ဆိုတာတစ်ပတ်ကို9ရက်14ရက်အချိန်ရှိရယ်သူလုံးဝမပြောခဲ့ဘူးကျွန်တော်ဒီသတင်းထဲမှာထည့်ပြီးတော့ဆိုတော့မှဒီကိစ္စကြီးကိုဟဲ့အောင်တင်းတရာဟိုမှာခြံထားခဲ့တယ်အဲ့ဒါမင်းသွားယူလေသွားယူလာအဲ့ဒါမင်းပတ်ဆံမယ်လို့ပြောတယ်ဒါပေမဲ့အဲ့ပတ်ဆံတည်တယ်ထုတ်လို့မရပတ်ဆံဖြစ်ပါတယ်ယုံတင်မှထုတ်လို့ရမှာသူယုံတင်လို့မရလဲသူပဲလှုပ်ထားပါတယ်တော့အဲ့လိုမျိုးလုပ်ပြီးတော့မှဒီကောင်ကအခုမှသခိုးလူမိသွားတော့မှသိရမလားအဲ့အတိုင်းနဲ့လာအဲ့စတိုင်နဲ့လာဟစ်နေပေါ့ဗျာပြောရမယ်ဆိုတော့အဲ့တခုเนาะရှိတယ်ပြီးွားတော့အဲဗာလဲ အဲဗာလဲဟိုနောက်တစ်ခုရှိပါတယ်ဗာလဲမင်းသမီးအာဗာလဲမင်းသမီးကဟိုမင်းသမီးအခန်းထဲမှာတဲ့ကျွန်တော်ကဟိုဖြစ်တယ်ဗောဗာလဲအဲဟိုကျွန်တော်ကသွားနေတယ်ဗောဒယ်လီတက်စီရိုက်တော့ဟာမင်းသမီးခန်းထဲမှာကျွန်တော်ကဆောင်းအနာဘူးကြီးဗောဗျာဆောင်းငန်းတက်ပြီးတော့ဒီမှာမင်းသမီးအဲ့လိုဖြစ်နေဗောအဲ့လိုထားမျိုးတယ်ကျွန်တော်ကိုအဲ့ဗီဒီယိုစတင်နေကျွန်တော်ကိုအဲ့လိုမျိုးပြောခဲ့တယ်ကျွန်တော်အဲ့ဒါလဲ ျွန်တော်မှတက်တည်လည်းအများကြီးရှိတယ်လူတွေလည်းအများကြီးရှိတယ်เนาะကျွန်တော်ရဲ့မှာပါတဲ့လူတွေရှိတယ်ကျွန်တော်ကျွန်တော်ကူပေးတဲ့လူတွေလည်းရှိတယ်ကျွန်တော်အဲ့အခန်းကိုကျွန်တော်စပြီးတော့အဲ့ shooting ကိုကျွန်တော်သွားတယ်သွားတဲ့အချိန်မှာသူတို့ shooting manager ကိုညီလားမသိဘူးအဲ့တော့ဟုတ်တယ်ကိုညီကကျွန်တော်ပူပိုင်းနဲ့ပူပိုင်းကဒီခန်းဆိုပြောလိုက်တော့ခိုင်းရအကျေကြီးပဲเนาะဒါအဲ့ဒါကျွန်တော်ခန်းကျွန်တော်နေတဲ့ခန်းနော်အဲ့ဒါကိုလာပြီးတော့မှကျွန်တော်ကမင်းသမီးခန်းထဲမှာနေပါတယ်ဆိုပြီးတော့စောက်ရေးပါပါတဲ့ဟာကြီးပြောတယ်ကျွန်တော်လုံးဝဗျာနှာဘူးပေါ့ဗျာဒီကောင်ကငဲတက်ဖြစ်နေရပါဘူးသူကပုံစံမျိုးကြီးဖြစ်အောင်ကျွန်တော်စောင့်အောင်လုပ်တယ် နော်အဲ့တကူရှိတယ်ဒါလည်းမဟုတ်ပါဘူးနော်နောက်တစ်ခုကတော့အခုတော်တော်များများပြောနေကြရပါတော့ပကံမှာအဲဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ပကံမှာနန်းနန်းစုဟိုဟာဗာလဲအဲ့လိုမျိုးပဲပါတယ်ဓမ္မတာလာနေလို့ကျွန်တော်ကဒေါသထွက်ပြီးပြန်ဝါပါတယ်ဆိုတဲ့ကိစ္စကြီးကတော့ဗျာဘလို့မှစဉ်းစားလို့မရတော့အောက်တန်းလုံးဝကြတဲ့ကိစ္စကြီးလို့ကျွန်တော်ကတော့ တော်တော်စောက်တင်သေးွားတယ်ဗျာအဲ့ကိစ္စကြီးပြောလိုက်တဲ့အချိန်မှာသိလားဟိုဟိုဘယ်လိုပြောရမလဲဗျာကျွန်တော်ပြောတာကိုယ့်ရဲ့ကိုယ့်ကောင်မလေးရှူတင်ကျွန်တော်လိုက်ွားရန်ကုန်ကကျွန်တော်လိုက်ွားရှူတင်ရောက်တယ်သူနဲ့တွေ့တယ်စကားပြောတယ်သူ့တော်ကျွန်တော်အဲ့တော့အကြံတွေပေးခဲ့တယ်မနေ့ကလည်းကျွန်တော်ပြောပါတယ်အာသူကိုပြေးဟွာဟွာဟွာလေးရိုက်ပါလားဗော short video လေးရိုက်အဲ့ပါ monetization တွေပဲရ YouTube ကပတ်ဆိုင်မစိုးပါဘူးဝင်ဝေကောင်းတယ်ဘာပြောလဲဒါလည်းစီးပွားရေးတစ်ခုဖြစ်တာဗောဆိုတော့ကျွန်တော်အကြံတွေပေးလိုက်တယ်အဲ့ဒါကို ဘဲကဟိုလေးရောက်ရောတိမလားစောက်တင်းဖင်းပြောတဲ့ဒီလိုမျိုးအောက်တန်းသားသူသူထင်ရမြင်ရပြောတဲ့ဟို channel ကြီးတခု तू လုတ်လိုက်တယ်ဗျာတိမလားအဲ့လိုမျိုးပြောနေရအောင်ဖြစ်သွားတယ်အောက်တန်းသားပါဗျာပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးပေါ့ခဏဟာကိုကျွန်တော်ပြန်ဆက်ရမယ်ဆိုရင်ဘာမှလည်း shoot ဟိုဘာလို့အဲ့လိုမျိုးပါလဲဟိုတယ်မှာလည်းအဲ့လိုတောင်းချမ်းပြီးတော့မှတိမလား तू ပြောသလိုအာဒီဟိုပါပေါ့ဟိုဓမ္မတာလာနေလို့ကျွန်တော်ကဟိုပါပေါ့ကာမတွေမရလို့စောင်းရမ်းဒေါသဖြစ်ပြီးထွက်သွားတယ်ရံဖြစ်ပြီးထွက်သွားတယ် ရန်လည်းမဖြစ်ဘူးဒေါသလည်းမထွက်ဘူးကျွန်တော်အဲ့တုန်းကကျွန်တော်သာရန်ဖြစ်လိုက်ပြီးထွက်လာတဲ့လူဆိုအဲ့တုန်းကကျွန်တော်အပြင်ထွက်တော့ကျွန်တော်ပြန်တော့ကျွန်တော်အဲ့တုန်းက vape တောက်ကျွန်တော် vape ကကုံသွားကြီးကုံသွားတော့အဲ့တုန်းကကျွန်တော်ကအာဟိုကုမြက်ကလည်းအဲ့တုန်းက तू က vape တောက်တယ်ဗျာ vape တောက်တော့အဲ့ဒါသူ့စီမှာရှိသေးလားလို့သူ့ရဲ့ manager ကတော့ကျွန်တော်မေးလိုက်တယ်ကိုဟင်းကိုမေးလိုက်တယ်ကိုဟင်းကအဲဇလိုက်ကိုမေးပေးပဲတဲ့အာကျွန်တော်ပြန်ထွက်တော့သူနဲ့တွေ့တယ်အပေါင်းဝမအောင်တွေ့တယ်အာဝါတယ်ဇလိုက်ကမရှိတော့ဘူးဟာ vape ကကုံသွားပြီတဲ့မရှိတော့ဘူးတဲ့ဟိုဘိုင်းကြီးဆိုတော့အော်โอเคရရခိုးလို့အေးဆေးပဲလို့ရရဆိုတော့ ထွက်သွားတယ်ကျွန်တော်ထွက်သွားတဲ့အချိန်က12နာရီပြီပါဗကန်အနေရန်ကုန်12နာရီညနေနေ့လေဗကန်နေ့လေ12နာရီမှထွက်တယ်ဆိုကျွန်တော်ရန်ကုန်မောင်းဖို့ဆိုကျွန်တော်အဝေးမောင်းမှာအဲ့အတွက်ကျွန်တော်ဟိုတယ်ဝင်းထဲထွက်သွားလေအေးဆေးပဲကျွန်တော်လမ်းပေါ်ရောက်တော့မှဘူးဆိုရကျွန်တော်အချိန်တင်းမောင်းသွားဒါဟိုပဲကျွန်တော်ကဆောင်းရောင်းအွန်တိုင်းကြီးမောင်းသွားတယ်တို့ကားတွေကိုကန်ကြောက်သွားတယ်ဆိုတာပါသေးတယ်သိရမလားအဲ့ဒါဟိုတဲ့အဲ့နေ့မှတဲ့ဟိုဟာပြောင်းသွားတော့တဲ့နန်းစုကမှုမကောင်းဘူးလေဘာဖြစ်လို့သူလိုက်စုံစမ်းနေတယ်လိုက်စုံစမ်းတဲ့အထိကတော့ကျွန်တော်လက်ခံပါတယ်ဟုတ်ပါတယ်ဒါကတော့ဟိုပါတော့ရှူတင်မှာဒရိုက်တာတယောက်နေနဲ့ဒီဟိုပါပေါ့ အဲမင်းသမီးတို့အက်တာတို့ဒါတွေဟောပေါ့နော်ဟိုဟာဖြစ်တဲ့ခါကျရင်တော့စိတ်မှုမကောင်းတဲ့ခါကျဘာဖြစ်နေလဲဒါမျိုးတော့စုံစမ်းတာဆက်စုတာတော့တဘာဝပါပဲဒါမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ဗျာအဲ့ဒါအတဲ့ဟိုမင်းသမီးတယောက်ယာတီလာတဲ့ကိစ္စကြီးကအထိလိုက်ဆက်စုပြီးတော့မှတင်မှာဟာ तू ကယာတီလာနေလို့ဟိုကောင်က तू နဲ့မအိတ်သွားလို့အာ အဲ့လိုမျိုးဖြစ်လို့ဒေါသဖြစ်ပြီးတော့ပြန်သွားတယ်လို့ပြောတဲ့ပါဇက်ကြီးကတော့ဗျာစောက်ပေါကလော့ဂျစ်ကြီးဗျာစောက်ရန်ပေါတဲ့လော့ဂျစ်ကြီးနဲ့သူ့ဘာသူဇလန်းနေရေးပြီးတော့ထွင်တယ်ဗျာသိရမလားဟိုအဲ့ရကျွန်တော်မသိလို့မေးပြဆိုတော့အဲ့မင်းသမီးတယောက်ဒီလိုပေါ့နော်ဓမ္မတာလာနေတယ်ဆိုတော့ကိစ္စကိုယောက်ျားကြီးတံမဲနဲ့လိုက်ပြီးတော့မှဆက်စုနေအောင်ဗာလေအမိုက်ဘုံနဲ့တော့တကောင်လိုက်နိုင်နေရလားကျွန်တော်ပြောချင်တာဟမ်အဲ့လိုမျိုးလားအမိုက်ဘုံနဲ့လိုက်နိုင်ပေါ့ဟောယောက်မင်းသမီးရာသီလာနေကွာဆိုသူကတိသွားလားတေချာတခုတော့ဘယ်မိမ့်မှာတော့မပြောဘူးဗျာအဲ့ကိစ္စကြီးကိုသိရမလား အဲ့လိုဟာကြီးကိုထည့်ပြောတယ်ဆိုတော့ဟိုဟာဒီကောင်းရဲ့ level ကြီးอ่ะဗျာပြောမနေနဲ့ဟောဗျာလုံးဝစောင်းရန်အောက်တန်းကြတဲ့ကောင်းကြီးဖြစ်သွားပြီဗျာနောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့အရန်ရေးကြီးတယ်ဂျိုကာနဲ့ကိစ္စကိုကျွန်တော်ရှင်းပါမယ်เนาะဂျိုကာဆိုတာကိုရဲလေးရဲ့ညီကျွန်တော်နဲ့ဆိုရင်လေ GDC မှာဖက်စီရတဲ့အတူတူတက်လာတာဒါဒီကောင်းမသိဘူးဂျိုကာနဲ့ကျွန်တော်ရန်လာတိုက်ပေးတယ်ဂျိုကာလက်ကုပ်ပြီးပြောရတယ်တော့ဘာလို့အဲ့ကိစ္စကိုကျွန်တော်အတိလင်းကျွန်တော်ရှင်းပါမယ် เนาะကျွန်တော်ဂျိုကြီးကိုလည်းပြောထားတယ်ဖုန်းဆက်ပြီးလက်မိတယ်အဲ့ဒါဟိအောင်သားကြီးငါဒီကိစ္စတော့လိုရှင်းရမယ်เนาะဒီကိစ္စတော့ငါဒီလိုရှင်းရမယ်ဒီကဲဒီလိုပြောရတဲ့အတွက်ငါမင်းနဲ့ငါဖုန်းပြောတဲ့ဟာလေးကို record လုပ်ထားမယ်เนาะဆိုတဲ့ဟာလေးပြောပြီးတော့မှကျွန်တော်ဒီမှာဗီဒီယိုအတန်ဖိုင်နဲ့တကွာကျွန်တော်ပြပါမယ်ဟုတ်လားမဟုတ်လားဆိုတော့အလုံးသေးချာနားထောင်ပေးပါဒီကောင်ဒီစကားကိုပြောခဲ့တာဂျိုကြီးကသူ့လက်ကုပ်ပြီးတော့မှဟာဒီကောင်ဖေကဟွာဘက်ကနော်အာမီဘက်ကလူအဲ့လိုသွားမလုံနဲ့ဆိုပြောခဲ့တယ်နော်ဒီကောင်ပါဇက်ကပြောခဲ့တာနော်ဟုတ်လားမဟုတ်လားဆိုတော့အားလုံးကျွန်တော်တက်တည်ပြပါမယ်ဒီမှာနားထောင်ကြည့်ပါ ုတင်တာလို့ကွာသိတာအဲ့ဒါအဲ့ဒီတော့အဲ့တော့ရောသူတို့နဲ့ငါတို့နဲ့အဲ့သူနဲ့ငါရဲ့မင်းရဲ့သူရဲ့ထိုင်းမျိုးအဲ့တော့ဘယ်တော့နိုင်ငံကြီးကြောင်းငါတို့ပြောလို့တခါမှလည်းမပြောပဲငါတို့ကလည်းအေးအမှငါ့ကိုဒီကောင်ဗီဒီယိုငါ့ကိုလည်းအခုငါ့ကိုလည်းတကယ်တမ်းမှတောင်းပန်ထားတယ်ဆိုတော့ငါ့ကိုမှနားတော့တိုက်တိုက်ခိုက်ခိုက်တော့ငါ့ကိုမှအဲ့သူတင်လိုက်ပြီးတော့ဟောင်းငါ့ကိုကြည့်နေတာကြည့်နေတယ်အနောက်ဘက်မှာပြောတာရောက်ပြီအမှနဲ့ငါ့မှာအာဟုအဲ့လိုဖြစ်နေတာအေးအဲ့ဒါဟုတ် အဲ့ဒါနောက်ပိုင်းမှာပြောရတယ်ကွာငါတို့အားတဲ့အဲ့မှာတဲ့မင်းရဲ့ငါရဲ့တဲ့သူရဲ့စကားထိုင်ပြောတယ်တဲ့အဲ့မှာ PDF လူငယ်တွေရဲ့သူအားတဲ့တေဝရတနာပိုင်လို့ပြောအဲ့ဒါကိုငါအထပြောတယ်တဲ့ရားတဲ့ ကိုပြင်းနေတဲ့အဲ့ကောင်တွေတေးတာတဲ့စောက်ကြီးဆိုင်မနေပညာမတတ်တဲ့ကောင်တွေစောက်တော့သားရည်တဲ့ကျွန်တော်တို့က GDC ចောင်းစင်းနေပြားတဲ့ပညာတတ်တယ်စာတတ်တယ်တဲ့အာဒီကောင်တွေခံရတာဘာမှသနာစရာမရှိဘူးအဲ့လိုစကားမျိုးငါတို့ဘယ်တော့မှပြောလို့လဲအဲ့ကောင်ကချောပါမလို့တော့ငါးလိုက်ငါးတောင်ပေးနေတာလေအေးမင်းမင်းလည်းတည်တယ်ငါလည်းဒီဘဲနဲ့စကားတစ်ခုမှလည်းမပြောဘူးကွာငါဘက်ကအေးစေးနေရဲ့လူကအဲ့ချောပါမလို့တော့ဒီကောင်ကဘာလို့ကိုပါတော့လဲကိုယ်ဝိုင်ကိုအဆောင်ငါတို့ပဲပေးနေရတယ်အေးချောပါမလို့ဘို့ငါတို့ Delhi Taxi Delhi Taxi ရိုက်တော့ကွာတဲ့အဲ့လိုပြောတယ်တဲ့ဟဲ့အောင်ကိုအောင်ကိုအောင်သိုးသေးတယ်ကိုအောင်မှဘယ်လိုလုပ်ပြောနေရမှာလဲအေးမင်းက ငါတဲ့တော့စုံတဲ့ခန်းမရှိဘူးကွာပြောရမယ်ဆိုရင်မရှိဘူးလေဒါလို့တော့ငါတို့နောက်ဆုံးကန်းစုံပြီးတော့ခွေလာထနေတယ်အဲ့ဒါအဲ့ဒါကိုပြောနေတယ်အဲ့ဒါကွာအဲ့ဒါကိုပြောနေတယ်အဲ့ဒါ ဲ့တော့ဦးလည်းကားပြောအဲ့တော့ဦးလည်းအမှားတယ်မင်းရတယ်သူ့ကိုလည်းကုတ်ပြီးပြောရတယ်တဲ့ကုပြင်းင်းနဲ့လာအောင်လို့ခေါ်သွားပြီးရတယ်ပြောတယ်တဲ့ဟာဒီကောင်းပြီးရတယ်စစ်တပ်ထရေကောင်လည်းစစ်တပ်ထရေရတယ်ဒီကောင်ကအဆောင်ရမ်းလွဲတယ်ကွာရတိလားအဲ့ဘဲရလေဒါဒါဒါတော့လဲဆိုတာအဲ့လိုဒီကကုပြင်းင်းနဲ့လည်းအဲ့လိုမရှိခဲ့ပါဘူးကွာငါကဒါသူလို့ရှိရင်ဘာသာလေးပဲသွားခဲ့ရင်ငါသာနဲ့ငါ ဒီဘက်ကဝါရောက်ဒီဘက်ဆောက်ယူသလားဆောက်ယူကဘာဘာလဲဆိုတော့ဒီကပြောချင်တာမင်းနဲ့ကလည်းကွာအခုဟို GDC တဲကဟိုတိလာတယ်ဆိုတော့ဒီကောင်မတိဘူးရလာတိုက်တယ်တိလာဘဲက အာဒီဘာမှလည်းမဆိုင်ငါတို့ဒီလိုချင်းနားလိုက်လာတဲ့တော့ငါပြေးနေတယ်လပန်းတယ်ပြီးရောမင်းဘူးကွာဆောင်းလို့လို့လို့ပြီးငါဘလူးနဲ့မှလည်းတကားမချိုးတာတော့ကားတွေမှာမင်းမင်းငါမဟုတ်ငါမင်းကြောင့်လည်းငါသိတယ်ငါအဲ့ဒါအဲ့ဒါကိုသိတယ်ဒီဘက်ကအခုကကြည့်ရမလားမရဘူးဒီလိုဆိုရှောက်ရှမ်းနေကွာရှောက်ပြောတာကြည့်မလားဆောက်ရင်းမပါတာကြီးလေရှမ်းနေရှမ်းနေရှမ်းနေပြီးရှမ်းနေပြီးတယ်အေးအေးအကုန်လုံးစပယ်ရမင်းနောက်တော့ကောင်းလားဟုတ်တယ်ဟုတ်တယ်ဒါငါဖုန်းငါဖုန်း အဲ့လိုမျိုးပြောတာရောဟုတ်တယ်မငါမိမပြောလို့မဂျူကာဆိုပြီးခုလည်းတောင်းမှာလားငါလားဆိုကြည့်ရမှာပေါ့လို့ဘာလားပေါ့ငါလည်းအချက်ဥပကောက်ကြည့်နေရမနေ့ကလည်းလုံးရုပ်နေပြီးတော့ဒီစောက်စောက်တော့လည်းပဲရောက်ရေးအဲ့လိုမျိုးတဲ့အားတယ်ငါအဲ့လိုတေးသေးတဲ့ဘာဖြစ်လဲတဲ့ဟာဘာ၄လဲတော့တခုမှလည်းမပြောဘူးသူတည်းပတ်သက်ပြီးတော့ ဟုတ်တော့ငါကြည့်ဒီပူကြည့်ရတော့မယ်ငါအပိုင်းမလာသေးလို့ငါအခုကြည့်နေတာအခုရှေ့ပိုင်းမှရှိသေးတယ်စားတယ်အဲ့ဒါပြင်တာအဲ့ဒါမဟုတ်ငါအခုဒီဒီကိစ္စကိုငါအခုအဲ့ကောင်ရှင်းရတော့မှသိရမှာမရှင်းတော့မရတော့ဘယ်ကပုံမဟုတ်လားရှောက်ပြောတာပေါ့အေးအဲ့တော့ကတည်းကတိုက်တိုက်ဂျိုးချုကငါငါဒီဒီအလေးတော့ငါဟိုဟာလေး record လေးလုတ်ထားလိုက်မယ်သိလားဘာလို့လဲငါရှင်းတဲ့ခါကျတော့နော် ဘာဘာဘယ်နဲ့ငါလည်းပြောရမလဲ။ဒါဒီလောကထဲမှာဘယ်လိုနေလဲဆိုတာအကုန်လုံးသိတယ်။ဒါသိတယ်။မင်းမင်းကြောင်းလည်းငါသိတယ်။ငါတို့ကခုစောက်ကြောင်းကြောင်းနဲ့ GDC ရဲ့မင်းလည်း GDC ရဲ့ပဲ။အားလုံးတူတက်လာကုန်တယ်။တခါမှလည်းအဲ့စကားလည်းမပြောဘူး။အဲ့လိုနိုင်ငံရေး topic တွေကဘယ်တော့မှမပြောဘူးကွာ။ဒီဖြစ်တာငါ AA ပဲ။ဘယ်သူလူနဲ့မှလည်းဒီနေ့တည်းငါအားကြောင့် random man ဖြစ်နေတယ်။ဟုတ်မလား။လုပ်ရသေးတယ်အကုန်လုံးနဲ့။ဟုတ်ပြီ။အားကြောင့်လုပ်ပြချက်လို့။ဟုတ်ပြီ။ ကဲအဲ့ဒါအဲ့အတန်ဖိုင်ကိုနားထောင်လိုက်ရတယ်ဆိုရင်တော့အားလုံးလည်းရှင်းမယ်လို့ထင်ပါတယ်ဒီကောင်ပြောတဲ့ဟာတွေကဟုတ်လားမဟုတ်လားဆိုတာနော်အရှိမလဲဒီကောင်ပြောခဲ့တဲ့ဟာတွေဟုတ်လားမဟုတ်လားဆိုတာအားလုံးကိုကျွန်တော်ကတက်တင်နေတကွာပြတာနော်နော်ဒီလိုမျိုးရှိတယ်ဒီကောင်ဒီအဲ့လိုမျိုးမဟုတ်ကဟုတ်ကတွေရှောက်ပြီးတော့မှအဲ့လိုပြောပြီးတော့မှသိရမလား तू မှန်တယ်လို့ငါစကားနွားရပြောတတ်တဲ့အောက်တန်းစားကောင်ဆိုတာအားလုံးကျွန်တော်တက်တင်ပြတာပါနော်ဒီဒီကောင်ရဲ့စောက်ကျင်ကအဲ့လိုမျိုးပါပြီးတော့ तू ခဏကနော်ကျွန်တော်ပြောရတဲ့ဟိုရုပ်ရှင်ကားနဲ့ပတ်သက်ပြီးတော့မှ အဲဟိုဖြစ်တယ်ဆိုရင်ဟာရေလေဒီမှာကျွန်တော်မှအတန်ဖိုင်ရှိရယ်ဒီမှာဘာလဲကိုစီရနေပြီးတော့ကျန်ရတဲ့ပတ်စံကတက်ပါဆန်ဆိုတော့အဲ့ဟာနေတော့အေးပါမင်းကကိုစီရနေမှာလာထုတ်လို့ရတာပေါ့အင်းอืมအဲ့ဒါကတော့ဘူးရုံးလည်းမတင်ရဘူးဆိုတော့ဘူးလည်းထုတ်ပြီးဖို့ခက်တယ်လေချင်းရေးရတာอืมတွေ့ရနော်ကြားရနော်ယုံလည်းမတင်ရဘူးဆိုတဲ့အတွက်သူတို့ကထုတ်ပေးလို့ခက်တယ်အဲ့ယုံတင်လို့မရအောင်လဲသူပဲလုပ်ခဲ့တာနော်အဲ့လိုမျိုး ဒီကောင်ဒီပြောရမယ်ဆိုရင်ဒီကောင် dark side ကစောက်ရမ်းကြီးတယ်ဗျာဘလို့ dark side ကြီးလဲဆိုမိမတယောက်ယာတီလာတော့လဲတကောင်ဆက်စုတယ်နော်ပြီးွားရင် तू ပြောရပါဗျမင်းသမီးတယောက်တည်းဟိုကဒီနေ့တင်တဲ့ video မှာမင်းသမီးတယောက် तू ခန်းထဲဝင်လာတယ် night dress နဲ့လာတယ် body တော့မပါဘူးဆိုဘာလဲ body မပါတဲ့ကိစ္စကိုမင်းလိုက်ကြည့်နော်မင်းသူ့ရဲ့ nipple ကိုမင်းသွားချောင်းနေလို့မလားဒီကောင်ဒီစောက်ရမ်း dark side ကြီးပြီးတော့စောက်ရမ်းတည်ရမလား တကယ်ဟိုမှဗျာပြီးတော့ perfect ကြီးဗျာဆိုတော့စောက်နှဘူးကြီးဗျာပြောရမယ်ဆိုရင်တော့အဲ့လိုဟာကိုသူပဲလိုက်လိုက်တွေးနေပြီးတော့ကျွန်တော်ကိုအဲ့လိုမျိုးဂုံပုတ်ကိုလာလာပေးခြင်းတယ်ဗျာကျွန်အဲ့တော့ကျွန်တော်ပြောခြင်းတာဒီဘဲပြောတဲ့စကားတွေကိုကျွန်တော်ကအခုအားလုံးကိုတက်တင်နေတကွာပြပြီးပြီအဲ့ဒါဟိုမှဒီဘဲကမှန်တယ်လို့ထင်နေတဲ့လူတွေကတော့စောက်အုံနောက်တွေကသွားပြီမင်းတို့အုံနောက်တွေချီချီချီအုံနောက်တွေဖြစ်သွားပြီကျွန်တော်အဲ့ဒါကိုအတိလေရှင်းပြတယ်เนาะ မင်းဘာမှလည်းဆက်ပြီးတော့မပြောလို့မရဘူးမင်းညာနေတဲ့ဆွဲဟာတွေကိုငါအခုအားလုံးတက်တည်နေလဲပြရတယ်နော်ကျွန်တော်ပြောချင်တာဂျိုကြီးကျွန်တော်ဘက်ကလိုက်ပြီးတော့မှကျွန်တော်ဘော်တာမလို့လိုက်ပြောစရာအကြောင်းလည်းမရှိဘူး तू ကကျွန်တော်ကိုဟိုသူကပြောတယ်တိမလားအမှန်တရားကို तू ကအစတည်းက तू ကလာပိတ်တာအမှန်တရားကိုမပြောရဲပဲနဲ့မင်းတို့ဒီမင်းသားနဲ့ဒီလိုမင်းသားတွေရိုက်ရမှမင်းတို့ဖြစ်မယ်ဆိုရင်တော့မင်းတို့ကတော့အံ့ဩတယ်ဟဲ့အောင်ဂျိုကြီးကငါနဲ့နော်ဟိုက first year ကခင်လာရအောင် เนาะမနေ့ကဟိုကျွန်တော်တငယ်ချင်းတွေတွေ့လို့ပဲဟဲ့အောင်မြဲလီလာငါလီလာအဲ့လိုမျိုး level ဖတ်ပေါင်းလာတဲ့လူတွေเนาะဘာမှလည်းသူကျွန်တော်ကိုကြောက်စရာလည်းမရှိဘူးဖားစရာအကြောင်းလည်းမရှိဘူးဘာလို့လဲဂျိုကြီးရဲ့အကိုကိုရဲလေးကကျွန်တော်ကို mainstream ပေါ်ရအောင်လို့เนาะသူ့ရဲ့တတိယဂါရန်ခွေထဲမှာစပြီးတော့မှခေါ်ပေးခဲ့တဲ့သူเนาะပြောမယ်ဆိုကိုရဲလေးကကျွန်တော်ရဲ့ကျေးဇူးရှင်ဆိုလည်းဟုတ်တယ်เนาะဂျိုကြီးကကိုရဲလေးရဲ့ညီဖြစ်တဲ့အတွက် तू ကကျွန်တော်ပေါ်မှာဟိုကိုကျေးဇူးရှင်ရဲ့ညီဖြစ်တဲ့အတွက် तू ကကျွန်တော်ကိုကြောက်နေစရာအကြောင်းလည်းမရှိဘူးကျွန်တော်ကဖားပေးလို့စာလည်းမရှိဘူး तू အမှန်တရားကိုအမှန်တရားအတိုင်းပဲပြောတာအဲ့တော့ပြင်းစရာမင်းပါဆက်ညာအောင်မလဲ ြောပါဦးမင်းပြောတဲ့စကားတွေအားလုံးဟာကလိန်ချစ်ကလိန်ညံတွေဆိုတာအားလုံးလည်းသိနေပြီအဲ့တော့မင်းရဲ့စောက်စင်မရှိတဲ့စိတ်ဓာတ်ကြီးကိုမင်းပြင်ပြီးတော့ဖျားတွေပါမင်းလျှောက်ပြီးတော့မှတိုင်တဲပါတွေတို့ဘာလို့လုံးနေအခုမင်းပြောသလိုသာချိန်ချိန်ချိန်ဆယ်ပြီးတော့ပြောခဲ့သလိုသာဖြစ်မယ်ဆိုရင်မင်းမိသားစုအခုဖြစ်တော့မှာနော်နော်အားနေဖျားတွေဟိုကဖြစ်ပါတယ်ချိန်ဆယ်ပါတယ်လို့ဖျားသူကသူနေရမင်းဘာသွားရှုပ်နေနဲ့နော်အဲပြောချင်တာကတော့ဒါပဲနော်ပြင်းဒီရဆိုတဲ့ကောင်စောက် လူလဲစောက်ပေါ်နော်တချို့တွေဆိုလဲကျွန်တော်လာပြောကြတယ်အဲ့ကောင်ကတူးဝေးကောင်ကြီးနဲ့အဲ့လိုမျိုးလဲပြောကြတဲ့လူလဲရှိရဲဒါရဲတော့ကျွန်တော်အသေးစားမသိဘူးဒါပေမဲ့သူအဲ့လိုမျိုးကြီးလဲရှိရဲအဲ့တော့ကျွန်တော်ပြောချင်တာဒီကောင်ကြီးမိမ့်မလို့မိမ့်မရငါစကားနွားရပြောတယ်သူပြောတဲ့စကားတွေကိုယုံသင့်လားမယုံသင့်လားဆိုတော့အခုအားလုံးကိုတက်တည်နေတကွာပြပြီးသွားပြီဒီနေ့ကတော့ဒီကိစ္စတလောက်ပါပဲเนาะအားလုံးလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့